ပထမပွဲမှာနိုင်ရရှိခဲ့တဲ့ပြင်းမနာကကွတ်ထော့မှာဆိုလို့ရှိရင်တော့ပထမပွဲမှာရှုံးနေခဲ့တဲ့ထက်ထမင်မမှုရဲ့ locking နှင်းစီဝိုင်းကကလမာရိုနဲ့ခြားကြမှာဖြစ်ပါတယ်။ဒုကတော့ထုံးစံအတိုင်းဒုရဲ့ပြင်းမနာကကွတ်ထော့မှာလေးကိုပဲ20လောင်းပြီးတော့ထည့်လိုက်ပါတယ်။တခြားသူတွေကတော့ထုံးစံတိုင်းမှာပဲသူတို့ရဲ့ကလမာကိုပဲထည့်လိုက်ပါ။ဘာထည့်တာလဲဆိုတော့1 vs 1 long jee ကွိုင်ကိုပြောတာပါ။ကျေးဇူး။ထုံးစံအတိုင်း1 vs 1ပွဲစဉ်မှာဆိုလို့ရှိရင်တော့ hero 3ကကိုအရင်ဦးဆုံးဗိုင်းရမှာဖြစ်ပြီးတော့ပြင်းမနာကကွတ်ထော့မှာဆိုလို့ရှိရင်တော့ Kagura Starlight Skin နဲ့ကနေတာဖြစ်ပြီးတော့နှင်းစီဝိုင်းကလမာလေးကဆိုလို့ရှိရင်လည်းတရားတန် Skin လေးနဲ့ပေါ့နော်။ Kagura ချင်းတူပေမဲ့ ော့အရင်တော့မတူပါဘူးကျေးဇူးကလမကတော့တရားတန် special skin နဲ့ဖြစ်ပြီးကွတ်ထော်မကတော့ summer skin နဲ့ဖြစ်ပါတယ်ထုံးစံအတိုင်းပထမဆုံး 3K ရတဲ့သူကနိုင်မယ်ဒါမှမဟုတ်တော့ချိုးတဲ့သူကနိုင်မှာဖြစ်ပါတယ်ကွတ်ထော်မကတော့ပြီးခဲ့တဲ့ပွဲက record ခေါ်လို့ရှိရင်သူမပြေမနာမပြေတဲ့ကြောင့်မလို့မနာဖက်ကိုရည်ဦးဆုံးကောက်ဆက်လိုက်ပါတယ်ရှေ့ပိုင်းလေးမှာနှစ်ယောက်စလုံးကညင်နေပြီးခုမှစတင်ချမှာဖြစ်တဲ့ကြောင့်မို့ဒီနေရာကနေစပြပါမယ်အခုဆိုလို့ရှိရင်တော့ကလမက flicker နဲ့တန်းပြီးတော့ဝင်လာပါတယ်ဒါပေမဲ့ကွတ်ထော်မကတော့တပွဲပြပြီးတော့ကလမကိုထပ်ပြီးတော့တက်လိုက်ပါတယ်ပထမပွဲစဉ်အတိုင်းပဲကွတ်ထော်မကတော့အခုဆိုရင် 1K နဲ့ဦးဆောင်နေပါတယ်နှစ်ယောက်သားထီကိုဟိုပြစ်ဒီပြစ်လုံးနေရင်ကလမကကွတ်ထော်မရဲ့ 4K နဲ့ ယ်ကိုထိပစ်ထည့်လိုက်ပါတယ်ဘွားတော်မကလည်းတိုင်ဟာပြန်ပြေးပြီးတော့ပြန်ပစ်ထည့်လိုက်ပါတယ်ကလမကလည်းဖလက်ကာနဲ့တုံးပြီးပါတယ်လုံးလုံးလိုက်မှမသိပါဘူးနှစ်ယောက်လုံးကတော့ပြန်လို့သွားကြပါတယ်ဒီချိန်မှာတကယ်မှမရသေးတဲ့ကလမကလည်းမလျှော့နိုင်ဘဲနဲ့သူ့ရဲ့အာတီမင်းနဲ့ထပ်ပြီးတော့တုံးပါတယ်ဘွားတော်မကလည်းထွက်ပြေးတဲ့ကြောင့်မလုံးမတော့မတော့ကြည့်သွားပါဘူးအခုဆိုရင်တော့ဘွားတော်မရဲ့ထုံးစံတိုင်းထီးကိုတာဝါနဲ့ပြစ်ထည့်ပြီးတော့သူတကွပြရမှဖြစ်ပါတယ်တကွပြပြီးမဲ့လေဟိုကောင်မကမတော့ကြည့်သွားတဲ့ကြောင့်မတို့ကွပြလိုက်တဲ့သူကသူ့ရဲ့ရောသွားပါတယ်တကွပြပြီးတတ်တာမတော့ကြည့်သွားတဲ့ကြောင့်မလို့ရိုးတန်းလေးတက်လိုက်မှပဲတော့ကြည့်သွားတော့ပါတယ်အခုဆိုလို့ရှိရင်တော့တကွထောင်မကပဲတူးစီရိုးနဲ့ဥဆောင်နားပါတယ်ချိန်တိုင်းမတွေ့ကြတဲ့သူတို့နှစ်ယောက်ထိုက်တိုက်တွေ့တဲ့အခါမှာဆိုလို့ရှိရင်တော့အကွက်တွေမျိုး ုံဆောင်ပြကြပါတယ်ဒါပေမဲ့လည်းတရားမမတော်ကြပဲနဲ့ဟိုပြေးတီပြေးနေပဲလို့သွားကြပါတယ်ဒီချိန်မှာတူးစီနဲ့ဦးဆောင်နေတဲ့ကွတ်ထော်မားကိုကလမားကမချင်တဲ့အတွက်အာတီမိတ်တန်းတော့မိမဲ့လဲကွတ်ထော်မားကတော့ပြေးပါတယ်ကွတ်ထော်မားကနင်းစင်းတဲ့တမနာနဲ့ဆိုပြီးတော့ပဲတကွက်ပြန်ပြပြီးတော့လည်းနောက်ပြန်ဆုံးလိုက်ပါတယ်ကွတ်ထော်မားဆိုလို့ရှိရင်တော့ထုံးစံနိုင်မဲ့သူရဲ့ညဏ်ညဏ်တွေတုံးပြီးတော့အခွက်တွေကိုပြဖို့ကြံစီနေပါတယ်ကလမားကဆိုလို့ရှိရင်လည်းတစ်ခါသေးပြီးဆိုလိုရတဲ့ဒီပွဲကပြီးတော့ဖြစ်တဲ့အကြောင်းမလို့ခြုံတဲ့ကနေပဲပုံပြီးလုံးနေပါတယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ကွတ်ထော်မားကညင်ညင်တော့ပဲတကွက်ပြပြီးတော့ပြန်ပြီးတော့တက်လိုက်တဲ့ခါမှာဆိုလို့ရှိရင်ကလမားကတော့ပြေးသွားပါတယ်ပထမပွဲမှာထက်မင်းမမိုးက 1K ရခဲ့ပေမဲ့သူရဲ့လင်ကလမားကတော့0 K နဲ့သာရှုံးနေသွားခဲ့ပါတယ်ဒီတော့ဒီပွဲမှာဆိုလို့ရှိရင်လည်းပ င်မနာကကွက်ထော်မာကနင်းစင်ဝိုင်ကကလမာကို3-0နဲ့ရိုက်လိုက်တာဖြစ်ပါတယ်။ဒီတော့ထုံးစံတိုင်းပဲကွက်ထော်မာကိုလောင်းခဲ့တဲ့ဒိုးကတော့48ဂွိုင်းရတယ်။ကွက်ထော်မာက24ဂွိုင်းရပြီးတော့ဟိုဘက်က3ယောက်ကတော့0ဂွိုင်းပဲရရှိသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဆက်လို့ရှိရင်တော့ပူစီမနဲ့ကွက်ထော်မာနဲ့ခြားခြားမှာဖြစ်ပါတယ်။